ရီတီဆိုတော့ညံညံနေညံကများရတယ်နော်လိမ့်နေအဲ့ဒါကြောင့်မလို့ဒီတစ်ပတ်တကွက်ကောင်းကတ်မှာတော့အပတ်စဉ်တကွက်ကောင်းကတ်မှာတော့ဒုတိယအဲ့ဒါမှမဘာကတဲ့တူအောင်ညာထဲဖို့ပဲမေ့သွားတာမဘာကတဲ့ရေးပြီးတော့တချို့တော့ဝယ်မှန်ပါတွေကိုပို့ပြီးမှဟာဒီကနေမပါဘူးပဲဆိုတော့အဲ့ဒါကိုအဲ့မှာတကွက်ကောင်းကတ်ထဲမှာအောက်ကနေကတ်ရေးလိုက်ရတာပေါ့ဗျာအဲ့ဒါကတော့တခြားတော့မဟုတ်ဘူးကိုလေးလေးပေါ့နော်လေးကိုလေး လေးကိုလေးအားပဲလေးကိုလေးအားပေါ့နော်လေးကိုလေးအားအဲ့ဒီကောင်ကတော့ဒါကျွန်တော်တခါတည်းမှာပါလေးကဒါတူအော်ဂနန်းပဲပေါ့မှာပါပေါ့ပို့နေကြကတ်ထဲမှာမဟုတ်ဘူးမိပါတော့ကိုကဒီတကွက်ကောင်းဆိုတဲ့ကျွန်တော်ကအပတ်စဉ်မှာပါတကွက်ကောင်းရှိတယ်လေဒီ36အောင်ကဲတော့လည်းတကွက်ကောင်းက36ပဲဘူးနော်36က36အားပဲဘူးအဲ့တော့အဲ့ဒီတကွက်ကောင်းကတ်ထဲမှာအဲ့တော့တကွက်ကောင်းဝယ်သမားတွေကဒီဘက်နှစ်ကွက်ဖြစ်သွားတယ်ပေါ့ဒီကောင်ကတူဟုတ်ကောင်ကတော့အပတ်စဉ်ရှေ့ဩတကွက်ကောင်းပေါ့နော်အကြိုက်ဩပေါ့ စီဝါပြက်လာအောင်တော့အောင်ရမလို့ပါဘူးเนาะအခြေအအစအများကြီးရတာပေါ့အဲ့တော့ဒီတကွက်ကိုကျွန်တော်တိတ်မတင်ကောင်းဘူးပေါ့မတင်ကားရတဲ့ကြောင့်ရကနန်းတူကနန်းကိုလောက်သွားမှလဲကြောက်တော့အတွက်အဲ့ဒီကောင်ကတော့တကွက်ကောင်းကတ်ထဲကဒုတိယပါသွားတော့အခါတိုင်းကတကွက်ကောင်းမယ်ပုံမှန်ပို့နေကြမှာပါကတ်ထဲမှာလူတချို့တော့ဝက်ပို့ပြီးဆိုတော့မမ်ဘာကတ်ကိုပြင်လိုက်ရင်မကောင်းဘူးလीเนาะပြင်လိုက်ရင်တချို့ကြတော့ဒီကနန်းပါတယ်တချို့ကြတော့မပါဘူးဖြစ်မှာဆိုတော့ပို့လက်စားကတော့ပို့လိုက်တယ်ဒါပေမဲ့ဒီတကွက်ကိုတကွက်ကောင်းကတ်ထဲမှာကတ်ရေးလိုက်တယ်ပေါ့เนาะ ကျွန်တော်ရဲ့အဖွဲ့ဝင်မှာပါတယ်လေအခုတိုင်းပြောထားမယ်နော်ကျွန်တော်ဒီလိုပွဲကိုယာပြေးအကြိုက်ဆုံးယာပြေးကအပူခွာကနန်းပဲအဲ့တော့အပူခွာကနန်းဆို28ကွက်ပဲရှိတာပါပါလေးလေးစီရောမပါတဲ့ကပါတဲ့ဟာကိုပြင်ထုတ်ပြီးတော့ပါပါလေးစီအဲ့28ကွက်ကျန်တဲ့ဟာတွေကိုရန်စစ်ချင်တယ်နော်အကန့်နိုင်ငယ်လို့စီစီဆွဲတဲ့ပုံစံပေါ့ဗျာ ဟုတ်လားယာပြေးကို28ကိုပဲရှိတယ်အယာပြေး28ကိုလို့ကိုနိုင်တဲ့တော့ပါပါလေးရန်နေတဲ့လူညာပေါ့နော်တကောကောင်းကြိုက်တယ်လို့တကောကောင်းကျင်တော့ရွေးချယ်မှုပေါ့နော်အဲ့တော့အဲ့တော့ညာယာပြေးဆိုတော့ညာအပူခွား28ကိုရှိတယ်အထိုးနိုင်တဲ့လူထိုးပူခွားအာရင်28ကို28ကိုရှိတယ်အဲ့တော့ ရန်စီချင်ပါလေနော်ရန်နိုင်တဲ့လူကဟိုမှာ900တန်းနဲ့လူက900စီရန်1000တန်းနဲ့လူက1000စီရန်ပြအခုကြီး2000ဟို2800ကထောင်မိုးစီရအောင်တင်ကွက်ဖို့တင်ကွက်ထိုးပြီးဆို2000 2800ပဲရှိမှာဟုတ်လားဟိုမျိုးမျိုးပေါ့နော်တကွက်ကောင်းကြတဲ့လူတော့မှာပါလေတကွက်ကောင်းပေါ့ဒါအာတုံညာအပူခွာအဲ့ဒါကကျွန်တော်ပြတ်ခဲ့ပြီးပဲလေတုံညာအပူခွာကဟုတ်လားနှစ်ဦးမှာနှစ်ဦးနှစ်ဦးမှာရာပြီးထွက်နှစ်ချိန်မှာရာပြီးထွက်တယ်နှစ်ချိန်မှာရာပြီးထွက်တယ်ဆိုတော့ပြောခဲ့ပြီးပြီးပဲဟုတ်လားချက်ထွက်ပြီးတယ်ဆိုတာဒါကတော့ဆရာတိုင်းမြင်နိုင်ပါတယ် အဲ့တော့ဒီမှာနှိဥ်မှာရာပြီးထွက်တယ်အဲ့မှာကျွန်တော်ဗရေလေးထွက်တော့မှလည်းကျွန်တော်ဒီ၃၆ထွက်တော့မှလည်းအဲ့အောင်မှာပြောတယ်သူမထွက်သေးဘူးတို့ဘယ်မဲ့သူကဒီအထောက်ကသဘောကျစရာကောင်းတယ်လေ၆ခါဗရေလေးလို့သူကပလာဖြစ်တယ်ဖြစ်ပြီးဆိုတာနဲ့သူ့အပေါ်မှာရှစ်ထိတ်လူပေးလာတယ်ရှစ်ထိတ်ပေးပြီးတော့ဒီ၃ညအပူအခွားကြောင့်သူ၃ညပါသွားဒီမှာဒီအခွေ၃လုံး၅ခုရှစ်ထိတ်နဲ့လာတယ်အဲ့ဒီအောင်မှာ၆ခါဗရေလေးဆိုတဲပြီးတော့သူကမှရာပြီးအဲ့ဒီကောင်ကနှိနှစ်ချိန်မှရာပြီးထွက်ခဲ့တာ၃ခက်ရှိတယ်နှိဥ်မှာအဲ့တော့အဲ့ဒီနေ့ထဲမှာနောက်ထပ်ရာပြီးတစ်ခုထပ်လာတယ်ပေါ့ဗျာအဲ့တော့ဒီမှာလည်းသူကနှစ်ချိန်မှရာပြီးအဲ့ဒီနေ့ထဲမှာသူဗရေလေးရအောင်အဲ့ဗရေလေးမ၆ခါ အတူအပေါ်မှာသူကဒီတုံညာအပူခေါ်ကြတုံညာပါဝါသူက9ဆိုပြီးတော့ဒီမှာချစ်ထိပ်ပြီးတော့ခုံထိတ်နေအဲသူကမှပရိတ်လေးဒီကောင်မှ6ခါသူကမှယာပြီးထက်လိုက်ရေပေါ့နော်အဲ့လိုမျိုးအဲ့ဆိုကျွန်တော်တို့ဒီမှာနှစ်ချိန်မှယာပြီးဒီမှာဒီနေ့ထွက်သွားတဲ့အတွက်ယာပြီးရနောက်ထပ်တစ်ခေါက်ထက်လိုက်ရမယ်ဆိုရင်အခုအထောက်ကတော့ကောင်းနေပြီပဲ6ခါသူ့ဆောင်မှာပရိတ်လေးသူ့အပေါ်မှာချစ်ထိပ်ခုံထိတ်ဒီမှာ6ထိတ်နဲ့အခွေသုံးလုံး3 6 6 5ဆိုပြီးဖြစ်တယ်အောက်ကိုကျွန်တော်ယာပြီးလိုက်မှာဘာကြောင့်ယာပြီးကိုကြိုက်လဲဆိုတော့ကလင်နာမှာကထက်လျက်ဒီဝင်ကြော်ဖြစ်ဖြစ်စက်တိုက်ဖြစ်ဖြစ်နှစ်ခါနှစ်ခါလောက်တက်လို့ဒီနှစ်မှာသူက ဘရိတ်ကိုနှစ်ပွဲကျော်မှာဘရိတ်လေးလို့ဒီမှာနှစ်ပွဲကျော်ပါပါဆင်းထားတယ်ဒီဘရိတ်ကိုမှကျတော့ तू ကလှုပ်လာတာကဘရိတ်ကိုရဲ့အောက်မှာဒီအခွေသုံးလုံးရှစ်ရှစ်ငါးကိုတစ်ကိုတစ်ပါပါ6ခေါက်6အခွာဆိုပြီးသူ့အောက်မှာတစ်ပွဲကျော်မှာဘရိတ်လေးခံပြီးကမှကြားတယ်နော်ဒီဘရိတ်ကိုကကိုပါပါဒီမှာလေးဘရိတ်အဲ့ဒီကြားရတဲ့ဒီအခွေသုံးလုံးတစ်ကိုတစ်ပါပါ6အခွာဆိုပြီးဒီဘရိတ်လေးရဲ့အောက်မှာကြားတာနော်ကြားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာထပ်လိုက်ဒီမှာ6ချောင်းကဒီမှာဘရိတ်ကို ရိတ်ကိုရအောင်နှစ်ပွဲကြောင့်ဒီမှာအခုပရိတ်လေးလာအဲ့ပရိတ်လေးရအောင်မှာကြာမယ်ကနားဒီမှာအခွေသုံးလုံးသုံးညသုံးညပေါ့အခွေသုံးလုံးငါငါပါပါဒီအောင်မှာသုံးညအပူခွာဒါဒီကနေ့ဆင်းနေဟာဗောနော်ဒါနှစ်ကက်ကိုဒီကနေ့နှစ်ကက်နှစ်ကက်လုပ်လို့သူ့အပေါ်မှာမလုပ်ခဲ့ဘူးသူနှစ်ကက်နှစ်ကက်လုပ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီညာနေ့ကျွန်တော်ကຢာပြေးကိုယူလာအဲအဲ့ဒီမှာသူကကလင်နာမှာသုံးနှစ်ချာဗောနော်သုံးနှစ်ချာသုံးနှစ်ချာသုံးနှစ်ချာဗောနော်ဒီကောင်ကြီးဖြစ်လာ ီကောင်လေးဖြစ်လိုက်ရင်သုံးနှစ်ချာအဲသုံးနှစ်ချာပေါ့နော်ငါးကက်စီမြတ်သုံးနှစ်ချာသုံးနှစ်ချာအဲ့ဒီသုံးနှစ်ချာသုံးနှစ်ချာတွေထဲမှာသူကရှေ့မှာမဖြစ်ဘူးလားရှေ့သုံးနှစ်ချာမှာမဖြစ်ဘူးเนาะအဲ့ဒါဒီကနေစတာတကက်တကက်သုံးကက်လေးကက်ငါးကက်ပေါ့နော်အဲ့ငါးကက်ထင်မှာသူကဗရိကူလို့ကြားတယ်ဗရိကူရဲ့အောင်းမှာဗရိကူရဲ့အဲ့ဗရိကူရဲ့အောင်းမှာဒီအခွေသုံးလုံး6ခု6ပါပါ တပူတခွာဆိုပြီးအဲ့ဒီအောက်တပွဲကြောင်မှလိုက်လေအဲ့ဒီဂရေကိုရအောင်ပါနော်ဂရေကိုလေအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တော့၃နှစ်ကြောလိုက်၃နှစ်ကြောလိုက်ပြီဆိုတာနဲ့သူကအဲ့ဒီနှစ်ထဲမှာဂရေကိုရအောင်နောက်နှစ်ရှိကိုဂရေကိုအဲ့ဒီလိုဂရေကိုလို့ထွက်ပြရတယ်သူကပါဒီအခွေသုံးလုံးနှစ်ကိုနှစ်ပါပါခွန်းဆိုပြီးတော့သူကမှခွန်ဖူးခွန်ခွာလိုက်တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီနောက်တော့၃နှစ်ချာ၃နှစ်ချာမှာဂရေကိုဒီမှာဒီမှာဂရေကိုအဲ့ဒီဂရေကိုရအောင်ကဒီအခွေသုံးလုံးခွန်းကိုခွန်ပါပါနှစ်ပူးနှစ်ခွာဆိုပြီးလိုက်ခဲ့တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာလည်း ီနေ့ထဲမှာလည်း break ကိုအဲ့ဒီ break ကိုရအောင်မယ်သူကဒီအခွေသုံးလုံး6ကို6ပါပါသူကမှတစ်ပူတစ်ခွာဆိုပြီးလိုက်ခဲ့တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီနေ့ထဲမှာ break ကိုဒီမှာတော့လိုက်သွားပြီနော်အဲ့ဒီ break ကိုရအောင်မယ်သူကဒီလိုလုပ်ခဲ့တယ်နော်သူ့အောက်တော့ကတစ်ပါပါ6ကို6ပါလိုက်ဒါပေမဲ့ကျွန်တော်ကဒီကနှစ်ဖြတ်ယူချင်တာနော်အဲ့ဒါကိုကိုကကိုညာရှိတယ်လို့စားပါတော့ဒါကကျွန်တော်အကုန်လုံးလည်းပြလို့မရဘူးပြရင်လေမမအုတ်နံပေါ်တော့ဟာလေတကွက်ကောင်းအဲ့ဒါကလည်းကျွန်တော်တို့ဒါကျွန်တော်ရဲ့အခ ကျွန်တော်မမကြီးနဲ့ပြီးထားတာလို့ပေါ့နော်ကျွန်တော်လည်းတစ်ပတ်စာကိုယ်တောင်းခွင့်နဲ့ရောင်းတာလည်းရှိတယ်ပေါ့နော်တိုက်တယ်ဆိုရင်တော့လာယူရပါတယ်နော်တစ်ပတ်စာအပိုင်မဟုတ်ဘူးနော်အဲ့ထက်မှဒီတစ်ပတ်ကတော့တစ်ခွက်ကဒူအော်ပို့သွားတယ်ကိုလေးတိုက်ရင်လည်းတော့မကြိုက်ရင်လည်းမလုပ်နဲ့ဘာကြောင့်လဲဆိုကျွန်တော်ကနန်းလူကနန်းကိုကြောက်တာကနန်းလူကနန်းကိုကြောက်တာဆိုတာကဒီမှာ269ကိုလို့ဒီမှာစောင်းပြီကလနာမှာနှစ်ကပ်ရှိတယ်သူ့အောက်ကကိုလေးလေးကနန်းလူကနန်းဒီလိုတင်မှာကြောက်တာအဲ့ဒါကိုအစားမမေ့သွားတာနံပါတ်ကတ်ထည့်ဖို့ ယောက်မ26ကိုကလင်းနဲ့မှနှက်ကပ်ပဲရှိရမှ26ကိုစောင်းပြီအဲသူ့အောက်မှာကျွန်တော်ကဒီကိုလေးလေးနေရာကျွန်တော်ကအကွက်ရွှေဆိုင်နဲ့ကစားထားလို့မှန်ပါရာပြီးအော်ကနန်းကအဲ့ဒါဆိုတော့ကနန်းကနန်းနဲ့တဲတာကြောက်တာဘာလို့လဲဆိုကျွန်တော်ပြီးခဲ့နေကပြခဲ့ဦးတယ်ဒီမှာ686အဲအဲ့ဒီ686ပါသူကသူ့အောက်မှာ6 6 686လို့စောင်းလို့နှက်ကပ်ပဲရှိရအဲ့တော့ပြီးခဲ့တဲ့နေ့ကလည်းဒီမှာ686လို့ထက်စီလုံးလုံးစောင်းထိုးပြီးထိုးပြီးဆိုရင်သူ့အောက်မှာ66နဲ့ပတ်လည်ပြီးလိုက်တာအဲ့လိုကြီးသူရောက်ချသွားမှာကြောက်တယ်ဗျာကြောက်တယ်ဆိုတော့ဘာကြောင့်ကျွန်တော်ကိုလေးလေးကိုတစ်ချက်ဟိုဘက်ဖြစ်သွားလဲဆိုတော့ကလင်နာမှာသူဒီ၈နှစ်ရှိလို့စောင်းထိုးတာနှက်ကပ်ရှိရတာ နည်းတိုက်ဆိုင်လို့ပေါ့နော်ကနားလူကနားနဲ့နှိရှင်းနေလို့ဆောင်းထုတ်ရအခုဒီမှာလည်းသူကနှိရှင်းနေလို့ဒါဆောင်းထုတ်တာနောက်ပိတ်တော်လုံးဆောင်းထုတ်ရနော်နှိရှင်းနေလို့ဆောင်းထုတ်တာအဲ့ဒီလိုနှိရှင်းနေလို့ဆောင်းထုတ်တဲ့အောင်မှာအခွားလိုက်တာအခွားနော်အခွားလိုက်တဲ့ချိန်မှာတုံညာဆိုတုံညာအခွားနဲ့ထိုးပေါ့နော်အဲတုံညာအခွားအခွားကိုးခွားလိုက်တာအဲ့ဒီကိုးခွားကသူ့အပေါ်တော့ဝဲကြော်ကဒီအခွေသုံးလုံးပေါင်းချင်းကိုးရှစ်ခုံးဆိုတော့အခွေသုံးလုံးပေါင်းချင်း၄ကြောင်၄ပါပါကိုးဆိုပြီးတော့သူ့အောင်မှာကိုးအခွားလိုက်တာဒီနားက၆ခု၆ခွားလိုင်းရဲ့ ခက်ဆင်ဆင်မယ်နော်ဒီလိုနှစ်ကက်နှစ်ကက်ဆင်တတ်တယ်ဆိုတာဒီမှာဘရိတ်ကိုနှစ်ပွဲကျော်ဘရိတ်လေးဘရိတ်ကိုနှစ်ပွဲကျော်ဘရိတ်လေးရတယ်သူနှစ်ကက်လောက်သွားတယ်နောက်တစ်ခုကဒီကားမှာရှိရပြအောင်မယ်အဲဆိုရင်ကျွန်တော်ကဒီမှာ၈နှစ်ရှိလို့ဖြစ်ပြီးဆိုတော့တူအပေါ်ဒီအခွေ၃လုံး၅ဟုတ်၅ပေါက်ပါဒီမှာအောက်မှာ၃ညအခွာအာတော့အာနော်၃ညအခွာအဲ၃ညတည်း၃ညတော့ရေးလိုက်ပြီအဲ၃ညတည်း၃ညဟုတ်လားအဲ့တော့ဟိုကိုကြက်ရကိုထိုးပေါ့နော်ကိုကြိုက်တာကိုထိုးအဲ့ဒါဆိုရင်ကျွန်တော်တော့38တုံးကကျွန်တော်ပြောခဲ့ဘူးလေနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘွေကအကွက်ရွှေဆိုင်မှာကသူကျွန်တော်တို့က၈နှစ်နှစ်ကျော်ကနေ၅ဒုံးကိုအိုးတာ သူကအောင်းသွားတယ်လို့ပြောလို့ရတယ်။အောင်းသွားတယ်လို့ပြောလို့ရတယ်။ဒီစီကျော်ထဲမှာကျွန်တော်36 36ရှစ်နေမှာရှစ်နှစ်နှစ်ကျော်ကကနန်းပေါ့။အဲ့ဒီကောင်အောင်းနှစ်ပွဲကျော်80နှစ်မြောက်ကအဲ့ဒီပရိနှစ်ပြန်ကြရဲ့အချိန်ကြိုက်ကကောင်နောက်နှစ်နှစ်ကျော်လိုက်တော့ဒီခုံလေးခွာတယ်ကောင်။အဲ့ဒီခုံလေးခွာတဲ့ကောင်ကသူနောက်နှစ်မှာဒေးရိုက်သူ့ဘွားဘွဲကျော်ကကနန်းပြန်ကြ။အဲ့လိုကစားကြတဲ့ဒီအောက်ကကောင်ကျွန်တော်နှစ်နှစ်ကျော်ဒီအောက်ဖြစ်စဉ်သူ80 70နှစ်မြောက်ကအချိန်ကြိုက်ရိုက်တယ်ဗျာ။ဟာကိုတုံညာနေလို့ထောင်တဲ့ဘေးရကနန်းပြန်ကြတယ်။ကြာပြီကနေအဲ့ဒီနေမှာကိုတုံညာနေဟာလိုက်ထွက်ပြီးတယ်။အဲ့ဒီကိုတုံညာနေထွက်တယ်။အဲ့ဒီကိုတုံညာနေ80နှစ်မြောက်က70နှစ်မြောက်ကလား။70နှစ်မြောက်က ပြန်ကြကနန်းဒီ6 6 40နဲ့အချိန်ကပြန်ချခဲ့တဲ့ခေါ်အဲ့ဒီကနောက်စိတ်7နှစ်မြောက်လိုက်ထွက်ဖို့အတွက်ကိုကုတုံညာနေလို့ထောင်ပြီးကမှသူကထွက်တာအဲ့ဒီကုတုံညာနေထောင်ခဲ့ရတဲ့အကြောင်းရင်သူပြရကနန်းကိုပြန်ချကစားခြင်းလို့အကစားခဲ့တဲ့နဲ့သူရဲ့7နှစ်မြောက်ကအချိန်ကကနန်းကိုဆွဲထည့်ဆဲအောင်မှလက်ကြကနန်းကသူရှိနေနေကြွားကနန်းနော်ဒါက9လေးနှစ်ဖရိနေတာမမကတည်းကမမထဲမှာပြခဲ့တာအဲ့တော့ဓမ္မကကျွန်တော်တို့ဒီမှာ9လေးနှစ်ဖရိ9လေးနှစ်ဖရိနေအဲ့တော့အဲ့ဒီလမ်းကြောထဲမှာသူဘာတွေလုပ်လဲဆိုဒီ9ခုခုဟာနောက်နေ့ကိုသူကတက်ပေါက်တယ်တက်ပေါက်ပြီးတော့သူအောင်မှ66လို့ဆောင်းထုတ်ထားတယ် အဲ့ဒီရှစ်ရှစ်6ရဲ့ဒီရှစ်ခါနဲ့ကနန်းကဂျားထဲမှာအပြောက်သူ့အောက်မှာဒီမှာကိုရှစ်ရှစ်လို့လိုက်ထွက်သွားမလားနော်ကိုရှစ်ရှစ်လိုက်ထွက်သွားမလားသဘောတရားကကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်အဲ့လိုပြောခဲ့ဘူးလေဒါကခွန်တင်ငါးနဲ့နှင်းငါးလေး6395လို့ဆောင်းထုတ်တယ်အဲ့ဒီနှင်းငါးလေးကနော်မနေ့ကျော်လိုက်ထွက်တော့ဟောဒီလိုနှင်းငါးလေးအချိန်ကရိုက်တယ်အဲ့ဒါကဒီ669လို့ထောင်းတဲ့စီချိုနေဦးငါးခွန်ခွာတဲ့စီချိုနော်အဲအဲ့ဒါလိုရိုက်တယ်ရိုက်ပြီးရတယ်သူ့ရဲ့ဘေးကကနောင်နောက်တစ်နှစ်ကျော်ထုတ်တဲ့အချိန်မှာသူ့ကိုဒီနှင်းငါးလေးပို့ခဲ့တဲ့ ခုတင်ငါနှင်းငါလေး6တုံညာငါဇောင်းထိုးတဲ့အချိန်ကကို6တုံငါလိုက်ထွက်တာအဲ့ဒီနှင်းငါလေးရေးပြရတယ်နော်လိုက်ထွက်တာထွက်ပြန်တဲ့69လေးလို့ထောင်းတာထောင်းတဲ့သူ့ရဲ့အချိန်ကကိုကြားလိုက်ကနအဲ့ဒီထည့်ရဆဲချင်ဆဲချင်ကနနှစ်ဦးမှာ9ကောင်ခွာခဲ့တယ်ဆဲချင်ကနပြန်ကြအဲ့ဒီဆဲချင်ကနနဲ့ဒီအချိန်ကကခုံလေးခွာတယ်ခွာပေါင်းပြည့်တဲ့ကနနောက်နေ့ကိုဒဲရက်ရဲထုတ်တယ်ထုတ်ပြန်တဲ့သူ့အပေါ်တပွဲကြွားကနကိုပြန်ကြတယ်ကြားပြန်တဲ့သူ့အပေါ်တပွဲကြွားမှလည်းပြန်ကြပဲထပ်ဆုပ်ခဲ့တာနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီမှာခွန်တင်ငါပတ်လေခွန်တင်ငါပတ်လေဒီမှာနှင်းငါလေး 6395လို့ဆောင်းထိုးပြီထိုးပြီဆိုရင်သူထိုးပြီထိုးပြီဆိုရင်ဒီ9နှစ်လေးကိုနောက်2နှစ်ကျော်လိုက်ထွက်တော့ဟောဒီမှာ25လေးနဲ့ပုံစံလိုပြန်လိုက်ထွက်တာ25လေးနှစ်ကပ်ပဲရှိတာ မနှင်ငါလေးနှင်ငါလေးနှစ်ကပ်ပဲရှိတာအဲ့ဒီလိုထုတ်ပြီးတာနဲ့အဲ့ဒီနှင်ငါလေးရဲ့ဘေးကခွန်6ခွန်ကိုနောက်တစ်နှစ်ကျော်ထုတ်ခဲ့တဲ့အချိန်မှာဟောဒီသူ့ကိုပို့ခဲ့တယ်ခုတင်ကနှင်ငါလေး6ထောင်ကျန်ငါးဆောင်ထုတ်တဲ့အချိန်ကိုကိုပို့ပို့ပြန်တဲ့6ခုလေးလို့ခါထောင်ပြီးတော့သူ့နဲ့အချိန်ကိုကြားရတဲ့ကနာအဲ့ဒီနေ့တည်း10ချိန်ကနန်းပြန်ကြဟောဒီမှာ2ခုမှ9ခွန်ခွာထားတယ်နော်တစ်တစ်ခါတစ်ခါကစား9ခွန်ခွာထားတယ်ခွာထားပြီးတာနဲ့အဲ့ဒီကောင်နဲ့အချိန်ကိုကပုံမှန်တော့ခွန်ခွန်6လေးကိုဒီမှာ၄တစ်ခွန်နဲ့ခါကိုပါဝါထည့်ပြီးတော့ဘလီခုံကိုပြောင်းပြန်လောက်လာတာအဲ့ဒီကနနောက်နှစ်ကိုဒဲရုပ်ဒဲထုတ်တာထုတ်ပြန်တဲ့သူ့ရဲ့အပေါ်တပွဲကျော်ကနန်းကိုပြန်ကြကစားပြီးတော့သူ့အောက်တပွဲကျော်ကိုလည်းပြန်ကြပဲထက်ကစားတာ အဲ့ဒီကစားပွက်ထဲမှာကျွန်တော်ပြောခဲ့တယ်ဒီဥယျာဉ်နောက်ငယ်မှာကျွန်တော်တို့က ုတုံညာနေလို့ထောင်းတယ်အဲ့ဒီကုတုံညာနေရရှေ့တနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း၇နည်း၈နည်း၉နည်း၁၀နည်း၁၇နည်းမြောက်ကဟောဒီ၆၄၀နဲ့အချိန်ကကကိုထွက်၉၀ပြန်ကြဟာလိုက်ထွက်တာငနံအလုံးလိုက်ထွက်ဖို့တော့ကိုသူကခါထောင်ပြီးကမှာကုတုံညာနေလို့ခါထောင်ပြီးမှာအဲ့ဒီကောင်ကနောက်မှလိုက်ထွက်တာအဲ့ဒီကောင်ထွက်ပြီးတော့အဲ့ကုတုံညာနေရဲ့ပြေကနောင်ပြန်ကြတာအဲ့ဒါဆိုရင်ကျွန်တော်တို့က၄၆၀နဲ့အချိန်ကက၉၀ဟာပြန်ကြခဲ့တာပြန်ကြခဲ့ပြီးတော့နောက်၁၇နည်းမြောက်ကမရေတော့ဘူးပေါ့နော်၁၇နည်းမြောက်ကိုသူကကုတုံညာနေလို့ထောင်းပြီးတော့အဲ့ဒီနေရာမှာကုတုံညာနေပတ်လိုက်ပြန်လိုက်ထွက်ပြီးတာဒီမှာဖတ်ပေးပြန်အဲ့ဒီကုတုံညာနေရဲ့ဘေးကနောင်ပြန်ကြခဲ့တာ ပြန်ကြပြီးရတယ်သူ့ရဲ့အောက်တော့ဘွဲချသူ့အောက်ကိုလိုက်တဲ့ခဏ80 70နှစ်မြောက်ကအကြိမ်ကြိုက်ပဲတာအကြိမ်ကြိုက်မြင်းဆိုမြင်းသားထားတယ်နော်အကြိမ်ကြိုက်ရိုက်တာ70နှစ်မြောက်ကဒီမှာတစ်ချောက်တော့အကြိမ်ကြိုက်ရိုက်တာဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကသူ့အောက်ကိုဆက်လိုက်တဲ့အချိန်မှာနောက်ရှေ့နှစ်နှစ်ကျော်ကငါးသုံးရှင်းတဲ့ပုံစံတွေကိုကျွန်တော်တို့ကလိုက်ခေတာငါးသုံးရှင်းတဲ့ရှေ့နှစ်နှစ်ကျော်ငါးသုံးရှင်းတဲ့ဟောဒီနောက်နှစ်ကိုတက်ရိုက်တဲ့ခုံလေးခွာတဲ့ခဏရှေ့အဲ့ကောင်80နှစ်မြောက်ကကျွန်တော်တို့ဒီပရိနှစ်ရဲ့ပြန်ကြရဲ့ဒီမြင်းကောင်ကောဆိုပြီးကျွန်တော်ငါးသုံးရှင်းကိုလိုက်ခေတဲ့အချိန်သူကရှေ့နှစ်နှစ်ကျော်ကနားအောင်ပဲ ခွန်ရှိကိုကြီးကိုပေးသွားတယ်ကိုကွန်ရှိကိုရှိကိုအဲ့ဒါဆိုရင်ကျွန်တော်ကယူဆတာမှန်တာပဲဒီလိုင်းကကနန်းကိုသူကလူလှဲစားသွားတာအဲ့ဒါဆိုရင်ကျွန်တော်သူ့အကူထပ်လိုက်တယ်သူ့အကူထပ်လိုက်တဲ့အချိန်မှာသူကက1 2 3 4 5 6ခွန်ရှိ90 10 10 10 10 10 15 16 16 18 19 20 1 2 2 3 4 5 6 7 8 9 10 28မြောက်ကဒီ86လို့ဆောင်းထုတ်တာလေအလဲရှစ်ခါနဲ့ကနန်းဝင်ပြီးထည့်တလားခြားထဲမှာမရှိဘူးအဲ့ဒီရှစ်ရှစ်ခွန်ကအဲ့ဒါဆိုရင်ကျွန်တော်ကသူ့အကူလိုက်မယ်ဒီခွန်ရှစ်ရှစ်ပေါ့နော်ဒီမှာကနန်းဖြည့်လိုက်အောင်ခဏလေး ပေးထုံးတော့လိုက်ရမှာပဲနော်အဲ့ဒီအောက်ကကျွန်တော်ကဒါကအရန်အဆင့်လောက်ပေါ့နော်ဒါပေမဲ့မမထဲမှာရှိရခဏပါပါလေရှိရကြိုက်လဲဆိုတာအဲ့တော့သူ့ဒီမှာကသူကပြောပါလေကိုခွန်ရှစ်ကျွန်တော်ကသူ့အောက်ကိုထပ်လိုက်ချင်တာသူ့အောက်ထပ်လိုက်တဲ့ရှေ့28နှစ်မြောက်ကတနေ့နေ့3နှစ်4နှစ်5နှစ်6နှစ်7နှစ်8နှစ်9နှစ်10နှစ်11နှစ်12နှစ်13နှစ်14နှစ် 68တင်းနေနေ3နေလေး9နေ6နေ9နေ10နေ28နေကမှ86လို့ဆောင်းထိုးတယ်အဲ့ဒီအလျားရှိရကနာကိုထည့်မယ်အဲ့ဒီ86လို့ဆောင်းထိုးတဲ့အပေါ်မှာ9ခုကိုပက်လက်တဲတယ်အဲ့ဒီ9ခုကိုပက်လက်တဲတယ်အဲ့ဒီ9ခုကနောက်နေ့ကိုလိုက်ထွက်တယ်အဲ့ဒီ9ခုကပက်လက်ရိုက်နေရနော်အဲ့ဒီ9ခု86ရဲ့အပေါ်က9ခုကိုပက်လက်ဟာနောက်နေ့ကိုလိုက်ထွက်တယ်ထွက်ပြန်တဲ့ဒီနေ့အချိန်မှာ9ခုသုံးခုနဲ့ခုနဲ့တဲတယ်အဲ့ဒီ9ကိုကနောက်နေ့ကိုလိုက်ထွက်တော့သူနဲ့အချိန်ကမှ9ခုကိုခဏလို့ခဏတည့်ရ။တည့်ပြီးရတဲ့သူ့မြေဒီအချိန်ကကပရိနေခဏကပြန်ကြလာ အဲ့ဒီငါးခုဒီငါးခုကိုဒီရှိရှိနော်အခု၈00ထဲမဲ့ကနန်းရဲ့အဲ့ရှိရထဲမဲ့ကနန်းရဲ့ဒီရှိရှိချောက်လို့ဆောင်းလို့တဲ့ဘောကငါးခုကိုနောက်နေ့ကိုထွက်တယ်ထွက်ပြီးငါးသုံးခုကနန်းတို့ကနန်းတည်တယ်တည်ပြီးရတယ်သူ့နဲ့အချိန်ကကဗလိနှစ်ကနန်းကိုသူပြန်ကြလာချက်ပြီးလဲသူ့ရဲ့ဒီအောင်မြင်းကုံက၃၅ရှိကိုတနေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၇နေ့၈နေ့၉၀၁၁နေ့၁၁နေ့နော်ဒီနေ့၃၄၅၆ခုရှိ၉၀၁၁နောက်၁၁နေ့မြောက်ကိုလိုက်ထွက်တော့ဆောင်းကခုံလေးခွာနောက်နေ့ကိုတက်ရိုက်သူ့ဘောကတပွဲကျော်ပြန်ကြအဲ့ဒီအောင်နှစ်ပွဲကျော်ကိုလိုက်ထွက်တာကနန်းအဆန်ချင်းသွားတာကလည်းဒီမှာ၃၅ရှိကိုဒီမှာ ုံးထိတ်ကိုသူကအပိတ်သွားပြီးတော့ကလေးကငါးခါကိုထိတ်ဝင်လိုက်ပြီးတော့ရှင်းနောက်ပိတ်ကရှစ်ခါလိုဝင်ခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှစ်ရှစ်ချောင်းလောင်းလို့တဲ့အပေါ်မှာခွန်ငါးကိုအပတ်လေတေးတယ်တေးတဲ့ကနန်းနောက်နှစ်ကိုလိုက်ထွက်ထွက်ပြန်တဲ့ခွန်ငါးသုံးပတ်လေကနန်းလူကနန်းတေးပြီးသူ့ရဲ့အချိန်တိုင်းကပရင်းနှစ်ကနန်းပြန်ကြတော့သူ့ရဲ့ဒီငင်းကုံကကနန်းရှစ်ချောင်းသုံးကိုသူကထိတ်စီးဟာအပိတ်ကိုသွားတယ်တစ်ခါဟာထိတ်ကိုသွားတယ် အပိတ်ဟာခါဝယ်ပြီး638ဆိုပြီးတော့နောက်ဆက်တနည်းမြောက်1 2 3 4 5 6 7 7နည်းမြောက်ကိုဆောနာကကျွန်တော်တို့ဒီခွန်လေးခွခွန်လေးနဲ့ခွန်6လေးပုံစံတူနှစ်ကပ်ကိုအဲ့ဒီအောင်နှစ်ပွဲကျော်လိုက်ထွက်ခဲ့တာထွက်ပြီးတော့နောက်နှစ်နှစ်ကျော်သူကခုန်ကူးမှာဒါကနော်ဒီကိုကြိုက်တယ်ဆိုဒီကောင်ချောင်းအောင်မတန်းနေငိုက်ကြမှာကြာနိုင်တယ်အဲ့တော့သူ့ရဲ့အောက်ကိုဒီကောင်ရဲ့အောက်ကိုလိုက်ထွက်ခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်ကပြစ်ထဲတဲ့အချိန်သူကအပြားဆုပ်ပြီးတော့လောက်သွားတယ်ကျွန်တော်ကအဲ့အကြောင်းမလို့ဒီလိုနှစ်ကပ်စီးတယ်ဆိုကျွန်တော်က ပြီးကြတဲ့ဘက်ကမှပဲအဲ့ဟာကိုထည့်လိုက်တာတကယ်တမ်းဆိုအခါတိုင်းဆိုဒီလိုဟာမျိုးဟိုတက်တရာအော်ဒူအော်လောက်ထည့်ပြီးတော့ကျန်တဲ့ဒီတစ်ထောက်ထင်းတဲ့ကဏ္ဍလေးကိုယူလိုက်ပါဒီကောင်ကတော့တစ်ထောက်ထင်းနဲ့ပြီးသွားတာပေါ့ဗျာเนาะအထောက်တော့မပြောတော့အဲ့တော့နောက်နှစ်နှစ်ကျော်ဒီကောင်ကိုရှင်းနှစ်နှစ်ကျော်ကဒီကောင်ကိုလှည့်စားမှုနဲ့ထည့်သွားတာအဲ့ဒါဆိုဟုတ်ပြီသူ့ရဲ့အောက်ကိုလိုက်တဲ့ခွန်ရှစ်ရှစ်ဟာအဲ့ဒီစောနာကသူ့ကိုပက်လေရိုက်ခဲ့တဲ့ဒီရှစ်ရှစ်ခုလို့ရှစ်ရှစ်6လို့ဆောင်းလို့လေခွန်9ကိုအလေရရှစ်ခါနဲ့ကဏ္ဍကိုအဲ့ကိုထည့်မယ်ဆိုရင် ထည့်မယ်ဆိုရင်ဒီခွန်၈၈ကိုထည့်မယ်ဆိုရင်ကျွန်တော်ကစောနာကဒီခွန်၅ကိုနောက်နေ့ကိုလဲထွက်၈၈ကျောင်းဆောင်လို့ရဲ့အလဲရ၈ခါနဲ့ခဏ၈ရာကိုအဲ့ဒီနေရာကိုထည့်သွားမယ်ဆိုရင်နော်ဒါကမန်ပါတဲ့ကတက်ွက်ပဲဖြစ်တယ်အဲ့တော့စပိုးချင်းကြိုက်ကြဆိုရင်ထိုးလို့ရတယ်ပေါ့နော်တကူကြီးเนาะအကူလေးလေးအားပေါ့အားတို့အကူလေးလေးအားအရှိ38 38ကျွန်တော်ဒဲခွာကိုကြိုက်တာဟုတ်ဆုံးလားနှစ်ကန်နေ38 38 အဲလေးလေးပေါ့နော်ရေးထားပြီအဲ့တော့နောက်တစ်ခုကခုနကယာပြေးပေါ့နော်ယာပြေးပြောထားတယ်ဆိုတော့ကလက်ချိုးမှကြည့်ကြည့်လိုက်ပေါ့အဲ့ဒီအောက်ကိုထည့်သွားမယ်ဆိုတော့ပေးနေလို့ကျွန်တော်ကလက်ရမှာပဲနော်ပေးနေလို့လက်ရမှာပဲဆိုရင်အဲ့ဒီရောယာပြေးကိုထိုးနိုင်တဲ့လူကိုမထိုးနိုင်ရင်အဲ့ဒီရှစ်ယာခဏကိုကျွန်တော်ကဒီဘက်ကိုတင်ပေးလိုက်တယ်ပေါ့နော်အဲ့ဒီနောက်ကိုဒီထဲမှာတင်ပေးလိုက်တယ်အဲ့တော့ကိုလီလေးရလည်းမပါနေဘူးဒါကကျွန်တော်ကထည့်ဖို့ဒူအောင်လောက်ထဲမှာယာထားတာဒူအောင်လောက်ထဲမှာယာထားတော့ကြတော့မေ့သွားတာ ဒီနေ့မှပြန်ကြည့်မျိုးမမာရီကတကွက်လောက်ကပို့ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီတကွက်ကောင်းကတ်ထဲမှာပဲထပ်ပို့ပြီးလိုက်တယ်ထည့်ပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်ကဆောင်းနာကဒီကိုတစ်ကိုပုံစံတူဒီမှာလဲသူကသူ့အပေါ်တပွဲကျော်အခွေသုံးလုံးရဲ့ပါဝါဒီမှာလာခွာထားတာခါတို့ခါတော့ဆင်းထားတယ်နော်အဲ့ဆို900ဖြစ်မှာ300ခွန်း300ဒါပေမဲ့အဲ့လောက်ကြီးမတွေ့နဲ့ရာပြေးရလုံးနေနော်အဲ့ဒါဆိုရင်ဒီရှင်းနေရှင်းလို့ဆောင်းထူကနှစ်ကတ်ပဲရှိတော့သူတခြားလှည့်သွားခဲ့ရင်ဆောင်းနာကလည်းကျွန်တော်600နဲ့လို့ဆောင်းထူတော့ကိုလီလေးတွေ့နေရတော့လေအဲ့ဒီရှင်းနေနဲ့လို့ဆောင်းထူတာနဲ့ဒီပရိတ်သုံးမျိုး9နော်300 8 ငါပက်လေအဲ့ဒီနေထဲမှာလိုက်ထွက်တာဟိုက်ရှင်းနေနေကြောင်ဘူးတဲ့နေထဲမှာလိုက်ထွက်တော့ခင်မလိုက်ထွက်တော့ခွန်ရှိကိုရဲ့အောက်မှာကတ်ထွက်သွားလို့အဲ့ဒီကိုလေးလေးကိုဆွမ်းနာကကနန်းတူကနန်းတဲသွားမှကြောက်တာတကယ်တမ်းကကျွန်တော်ဒီနှစ်ချောက်ကိုအထောက်နဲ့ကျွန်တော်မမ်ဘာရှယ်ဝတ်ထုတ်ထားတာ နေ့ကျောက်ကိုထောင်းနံပါတ်ရှယ်ကိုတကွက်ကောင်းထုတ်ထားတာအဲ့ဒီတကွက်ကောင်းနေရမှာကနန်းကနန်းဆိုပြီးခန်းရတာများလို့ကိုလေးလေးကြီးတိတ်သွားမှာဆိုလို့အဲ့ဒါကလည်းဒီမှာလာပြီးတော့ဖြစ်ထားလို့ရှင်း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 လို့ဆောင်းထုတ်ပြီးဆိုတာနဲ့ဒီပရိတ်သုံးမျိုးက၃ရက်၈ငါးပတ်လေးကအဲ့ဒီနေ့ထဲမှာလိုက်ထွက်တော့ကိုရှိကိုရအောင်မှာလိုက်ထွက်ထားတယ်။ဒါဆိုကျွန်တော်ကဒီမှာဒီနားလေးကတ်လောက်သွားလိမ့်မယ်ရှင်း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 ဆောင်းထုတ်ပြီးဆိုတာနဲ့ဒီမှာကိုပရိတ်ဒီမှာ၄ပရိတ်ဒီမှာ၄ပရိတ်ဆိုတော့ကိုလေးလေးပတ်လေကနန်းကလေးကိုလေးလို့ရတယ်နော်။အဲ့တော့လေးကိုလေးလို့ရတယ်။အဲ့ဒီနေ့ထဲမှာလိုက်ထွက်တော့ဟဲ့မှာကိုရှိကိုပတ်လေရအောင်မှာ ချက်ချင်းထည့်သွားမယ်အဲလှိစားတဲ့အခွက်ဒီနော်အဲကြောင့်မို့ကျွန်တော်၄ကိုလေးကို၄ကိုလေးလို့လည်းထည့်ရတယ်သူအခွက်နဲ့ကြာနိုင်တယ်လေအနှက်ကတိရဆိုထည့်ရလုပ်ရတယ်နော်ဒဲအာဘုံနော်ဒါအာထိုးပေါ်တာသူအပူခွက်သုံးခွက်ပဲရှိတာဟုတ်နော်အဲအဲကြောင့်မို့ကျွန်တော်ဒီဘက်ကိုကာလူလေးကိုဒါကငါရှိသုံးညနဲ့ကထည့်ပြီပဲအာရန်ပေါ့နော်အာရပြည့်အာရန် အားရပါတော့အကူလေးလေးလိုလည်းတင်ထူလို့ရပါတယ်နော်အဲဒါကြောင့်မလို့သူကလက်ကတ်ထဲနဲ့ကြောက်စရာကောင်းတယ်နော်ဒီပရိတ်သုံးမျိုးလိုက်ထွက်တယ်ဒီမှာအဝေးမှလိုက်ထွက်တော့ခုရှိကိုရအောင်မှာအငိုက်တွေလောက်သွားမယ်ဒီမှာကလည်းရှင်းနေရှင်းလို့စောင်းထုတ်ပြီးဆိုတော့လေကိုးပရိတ်လေးပရိတ်လေးပရိတ်ကိုသူကကိုးလေးလေးပက်လေရအဲမှာခုရှိကိုရအောင်မှာချက်ချင်းချသွားမယ်ဆောင်းနာကလိုင်းကိုကျွန်တော်ကတိထားမိသွားလို့ဒါမှမပါအော်ဂနိုက်ထုတ်ထားတာ169ကိုလို့စောင်းတာနှစ်ကတ်ရှိတာအဲ့တော့သူကမှကိုးလေးလေးပက်လေဖရိန်သေးသွားမှာအနိကကြီးခါရှာရှာနဲ့အဲ့လိုလောက်ပါမှာဆိုလို့ကျွန်တော်ဒါဒီဘက်ကိုဒါလေးတင်ပြလိုက်ပါတယ်နံပါတ်တစ်ခုကောင်းကတော့ကတ်ရှိပါတယ်အဲ့ဒီလေးကိုကိုးပါပါမယ်ပေါ့နော်အဲ့ကိုးလေးလေး ကူလီလေးပတ်နေပါပါခဲ့ပေါ့တကွက်ကောင်းလားတကွက်ကောင်းပေါ့နော်အားစရာမျိုးပေါ့တည့်ပေါ့နော်တကွက်ကောင်းအဲ့တော့အဲ့ဒါတော့တစ်ချီစာတောင်းခွင့်လည်းပါနော်ဒီကုန်ကြီးကလည်းမခံတော့ပါဘူးခဏဝင်ကြီးနောက်နေစီကိုတနေ့စာနှစ်သိမ့်နေပေါ့နော်အခုလက်ကြံကြီးဖရီးပေါ့နော်နောက်နေ2016တနေ့စာဝင်တဲ့လူပါမယ်ကျွန်တော်လက်ခံတော့လာဘာလို့ဆိုအကောင့်ထဲမှာချောင်းရမှာဟာဒီကနန်းကြီးရရှိလို့လीနော်အားလုံးမင်္ဂလာပါနော်